အိန္ဒိယနိုင်ငံမြို့တော်ညူဒေလီရဲ့လူစီကားရမြို့လေကောင်မှာကားပေါက်ကွဲမှုဖြစ်ပွားခဲ့တာကြောင့်အနည်းဆုံး၈ဦးသေဆုံးခဲ့ပြီးနောက်ထပ်၁၉ဦးထဏ်ရာရသွားခဲ့တယ်လို့တာဝန်ရှိသူတွေကပြောပါရယ်ကားပေါက်ကွဲမှုဖြစ်ပွားရတဲ့အသေးစိတ်တွေကိုရဲတပ်ဖွဲ့ကထုတ်ဖော်ပြောကြားခြင်းမရှိပေမဲ့လည်းမှုကင်းဌာနနဲ့အကြမ်းဖက်နှိမ်နင်းရေးဌာနတို့ကတာဝန်ရှိသူတွေဟာအခင်းဖြစ်ပွားရာနေရာကိုရောက်ရှိခဲ့ကြပါရယ် ကားပေါက်ကွဲမှုဟာအထင်ကရခံတပ်နေအတင်းမှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ဝန်ကြီးချုပ်နရန္ဒရာမိုဒီကသေဆုံးသွားသူတွေရဲ့မိသားစုတွေအတွက်ဝမ်းနည်းစကားပြောကြားခဲ့ပါတယ်။၎င်းကအခြေအနေကိုပြည်ရင်းဝန်ကြီးအာမင်ရှာအပောင်းဝင်တခြားတာဝန်ရှိသူတွေနဲ့အတူသုံးသပ်နေတယ်လို့ပြောကြားခဲ့ပါတယ်။အာနာပိုင်တွေကထိခိုက်ဒဏ်ရာရသူတွေကိုအကူအညီပေးနေတယ်လို့ဝန်ကြီးချုပ်ကပြောကြားခဲ့ပါတယ်။ ပောက်ကွဲမှုဟာပြည်သူတွေအလောက်ကပြန်လာကြတဲ့ညနေပိုင်းမှာဖြစ်ပွားတာဖြစ်ပြီးရထားပူရာရောအနည်းမှာပောက်ကွဲတာဖြစ်တယ်လို့သိရပါတယ်။လူနာတရင်တွေကအနည်းနာမှာရှိတဲ့ပြည်သူစည်းရုံတွေကိုအမြန်မောင်းချသွားတာကိုတွေ့ရပြီးအဆိုပါလူနာတရင်တွေဟာဒယန်ရသူတို့ချို့ကိုတင်ဆောင်သွားတယ်လို့ AFP သတင်းတောက်တွေကပြောကြားခဲ့ပါတယ်။